အခုဒေါအောင်ဆန်းစုကြည်ဗဟမ်းမှာမဲသွားပေးဖို့တူချံဝါထွက်လာပါခင်ဗျာမနေ့၈နာရီ၄၅မိနစ်ဖြစ်ပါတယ် Um, I think it's it's wonderful today. I mean, it's just a wonderful day for this country. ဒီတိုင်းပြည်အတွက်အင်မတန်ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ မဲပေးတဲ့ပြည်သူလူထုရဲ့ရင်ထဲမှာအင်ပရန်ကြီးမားတဲ့မျှော်လင့်ချက်တွေရှိနေတယ်လို့ကျွန်မထင်တယ်။ရွေးကောက်ပွဲမှာဘသူတွေအနိုင်ရတယ်ဆိုတာထက်ဒီတိုင်းပြည်မှာမိမိတို့ရဲ့ဆန္ဒအတိုင်းကြိုက်နှစ်သက်သူကိုလွတ်လပ်စွာရွေးချယ်နိုင်တယ်ဆိုတာအံ့ဩကြည်နူးစရာပါပဲရှင်။မနေ့9နာရီခန့်မှာဒေါအောင်ဆန်းစုကြည်ဗဟန်းမှာမဲပေးပါတယ်ခင်ဗျာ။လာရောက်ကြည့်ရှုသူတွေနိုင်ငံတကာသတင်းတောက်တွေအင်မတန်များပြားပြီးပိတ်ဆို့နေတဲ့အတွက်မဲယုံကပြန်ထွက်ဖို့အတော်အချိန်ယူရပါတယ်။ ဒီမဲယုံမှာမဲပေးမဲ့မဲဆန္ဒရှင်ဘယ်လောက်လောက်ရှိလဲခင်ဗျာ2400ဦးပေါ့ဟုတ်ကဲ့အခုမဲယုံကတော့6နာရီတည်းကစဖွင့်တာပေါ့6နာရီအချိန်ပေါ့စဖွင့်တာတော့ဟုတ်ကဲ့အခုအချိန်ဒီမဲပေးပြီသူဘယ်လောက်လောက်ရှိပြီလဲခင်ဗျာခံမရမယ်ဆိုရင်တော့1000ကျော်ပဲရှိအောင်ပါပေါ့အဒီမှာညီမလေးတို့ရောက်နေကြာပြီလားဟုတ်ကဲ့ကြာပြီဘယ်လောက်လောက်ကြာပြီတော့7နာရီအနည်း7နာရီတော့ရရတာပေါ့နော်အော်အခု7နာရီလောက်ရှိပေါ့ဒီမှာစောင့်နေတာဟုတ်လားအခု

ထော်လဲမယ်ထော်လဲမယ်โอเคထော်လဲမယ်ရိုက်ရိုက်ဘေးခဲလဲဘေးကလေးပါတော့နော်ဂျန်တာအကျက်တော့ရပြီနော်ဒီကနေ့လည်းဘေးကလေးတော့ဟုတ်ကဲ့အခုဒေါအောင်စန်းစုကြည်ငှဲ့အောင်စန်းမဲရုံအမှတ်တကိုရောက်ရှိနေပါတယ်ခင်ဗျာဆောက်ဆောက်ရဆောက်ရတော့ အခုနောက်ဆုံးလာတာတော့ကျွန်တော်ဒီကြေးရွာပါခင်ဗျာဒီမှာတက်ကော်မှုမျိုးနဲ့မျိုးတည်ရက်ွက်မဲယုံဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတော့ဆန်းစုရှိလာပါပြီခင်ဗျာဒေါအောင်ဆန်းစုကြည်ဟာကော်မှုမျိုးနဲ့မှာရှိတဲ့ မဲယုံ၃ယုံဒီကနေ့လာရောက်ကြည့်ရှုပြီးနှစ်လက်ပိုင်းကရန်ကုန်မြို့ကိုပြန်လည်ထွက်ခွာသွားပါရခင်ဗျာအာကော်မှုမြို့နယ်မှာမဲယုံပေါင်း155ယုံရှိပြီးမဲပေးမဲ့မဲဆန္ဒရှင်ပြည်သူအရေးအတွက်က6200 138ရှိပါရခင်ဗျာ